ဖက်စစ်ဂျပန်တော်လှန်ရေးကိုတကယ်သမိုင်းကြောင်းရကြိုက်တာမကြိုက်တာတွေအသာထားလူပုဂ္ဂိုလ်ရဥဆောင်ခဲ့တာဟာအရိကာလာကသခင်ဆိုးဖြစ်တယ်အဖွဲ့အစည်းရဥဆောင်ခဲ့တာဟာကွန်မြူနတီဖြစ်တယ်စစ်တပ်မှာမိုးရပါကြောက်ရောဂါ၃ခုရှိတယ်ပထမတစ်ခုကနိုင်ငံသားသာကြောက်တဲ့ဇီနိုဖိုဘစ်ခေါ်တယ်နောက်တစ်ခုကဖက်ဒရယ်ကြောက်တယ်နောက်တစ်ခုက BCB ကြောက်တယ်သေအောင်ကြောက်တယ်ငယ်ကြောက်ဖြစ်တယ် တမရောသာအမိတမရောသာအဖလို့ပြောတဲ့စစ်ဘုရုပ်တွေအားလုံးကိုတခုမဲ့ပြောချင်တာကဒီကနေ့တမရောရဲ့အစကကြောင်းသားတမကတွေကလို့ပြောရင်တွဲထွဲအောင်မှန်တယ်လို့ကျွန်တော်ပြောချင်ဒီကနေ့မတ်လ29ရက်ဆိုတာကျွန်တော်တို့နားလည်ထားတဲ့တမိုင်းကြောင်းတလျှောက်အရာဖက်စစ်ဂျပန်ဒေါ်လာယင်းတွေဖြစ်ပါတယ်တမရောနေမဟုတ်ပါဘူး1946 January လမှာ ရွှေတကုံးအလဲပစ်စီရန်ဖတ်တာပါလအဖွဲ့ကြီးကနေဖတ်စာပါလအဖွဲ့အဖြစ်ပြောင်းလိုက်ပြီးတဲ့နောက်ပေါ်တော့တနှစ်ပြည့်တဲ့အခါမှာဒီဖက်စစ်တော်လှန်ရေးတနှစ်ပြည့်ကျင်းညာချက်ကိုဖတ်စာပါလပထမဆုံးထုတ်တဲ့ထုတ်ပြန်ကျင်းညာချက်ပါခေါင်းစဉ်ကဖက်စစ်ဂျပန်တော်လှန်ရေးနေ့သူပါပီတာဖြစ်ပါတယ်အဲ့ဒီဖက်စစ်ဂျပန်တော်လှန်ရေးနေ့ကနေဘလို့ဖြစ်ပြီးတော့တက်မလို့နေဖြစ်တယ်ဆိုတဲ့အခါမှာတော့အကြောင်းအချက် ၃လေးချက်လောက်ရှိရတယ်။ပထမဦးဆုံးက1954လောက်မှာဂျပန်ကဗမာပြည်ကိုစစ်ရောက်ကြွေးတွေပေးရတော့မယ်။နောက်ဗမာပြည်နဲ့စီးပွားရေးတွေလုပ်ရတော့မယ်ဆိုတဲ့အခါမှာဘိုးအောင်ကြီးကဂျပန်ကိုသွားပါတယ်။သွားပြီးတော့မှစစ်ရောက်ကြွေးကိစ္စဗမာနဲ့ဂျပန်နဲ့စီးပွားရေးပူးပေါင်းလုပ်ဖို့ကိစ္စတွေညှိတဲ့အခါမှာတော့အဆင်ပြေတယ်။ဒါပေမဲ့ဂျပန်ရဲ့တောင်းဆိုမှုရနောက်ရေရှည်မှာဆက်ဆံတဲ့အခါမှာအဲ့ဒီဖက်စစ်ဂျပန်တော်လှန်ရေးဆိုတာကြီးက ဗမာနဲ့ဂျပန်ကြားမှာအဖူးအထစ်ဖြစ်နေတယ်အဲ့ဒီကိစ္စကြီးဘူတော့ပယ်ဖြတ်စေခြင်းတယ်လို့ဂျပန်ဘက်ကတောင်းဆိုလာတာဖြစ်တယ်အဲ့ဒီတစ်ချက်ပထမဦးဆုံးပေါ့နော်နောက်တစ်ချက်ကဖက်စစ်ဂျပန်တော်လှန်ရေးကိုတကယ်သမိုင်းကြောင်းရကြိုက်တာမကြိုက်တာတွေအသာထားလူပုဂ္ဂိုလ်ရဥဆောင်ခဲ့တာဟာအဲ့ဒီကာလကသခင်ဆိုးဖြစ်တယ်အဖွဲ့အစည်းရဥဆောင်ခဲ့တာဟာကွန်မြူနတီဖြစ်တယ်ဒါသမိုင်းမှာဖြစ်တယ်နော် အဲ့ဒီတမိုင်းရဲ့အရေးကြီးမိုးနေမှာကိုဒီနေ့စစ်တပ်ကစစ်ဘုတ်ချုပ်တွေအင်မတန်ကြောက်တယ်စစ်တပ်မှာမွေးရပါကြောက်ယောဂါသုံးခုရှိတယ်ပထမတစ်ခုကနိုင်ငံသားကြောက်တဲ့ xenophobic ခေါ်တယ်နောက်တစ်ခုက federal ကြောက်တယ် federal phobic ဘုတ်နောက်တစ်ခုက bcb ကြောက်တယ်သေအောင်ကြောက်တယ်ငယ်ကြောက်ဖြစ်တယ်အဲ့ဒီအတွက်အဲ့ဒီလိုအရေးမိုးကြီးတွေမဖြစ်အောင်လို့ဆိုတဲ့အချက်လည်းပါတယ်ပြီးတော့ဖက်စစ်ဂျပန်တော်လှန်ရေးတို့ကတမတော်တခုလည်း တိုက်တာမဟုတ်ဘူးကြံတဲ့ပျောက်ကြားတွေလည်းအများကြီးတိုက်တယ်နော်မြေပေါ်လျှို့ဝဲအင်အားစုတွေကလည်းတိုက်တယ်ဒါပေမဲ့တက်မတော်ကတော့ဘုချုပ်အောင်ဆန်းဥဆောင်တဲ့တက်မတော်ကသူကအလုံးရင်းနဲ့ပါလာပြီးတိုက်တဲ့အခါမှာဒီစစ်တပ်ကအခန်းကဏ္ဍကိုရှိတာတဲ့ပို့ပြီးတော့မြင့်တင်နေတဲ့သဘောတွေလည်းပါလာတာဖြစ်တယ်နောက်တစ်ခါ54လောက်ပတ်ဝန်းကျင်မှာဒီနေ့တရုတ်ပြည်ကျူးကျော်စစ်ကိုနော်ဘုချုပ်စိုးဥဆောင်ပြီးတော့မှ54မှာနော်ဘရင်တော်စစ်စင်ရေး တက္က95နှစ်ဆန်းလောက်မှာဂျန်ကြီးအောင်စစ်စင်ရင်းနဲ့တိုက်ထုတ်လိုက်တဲ့အတွက်အဲ့ဒီချိန်မှာတမတော်ကအင်မတန်မှဂုံရောင်ပြောင်းပြီးတော့မှပြည်သူလူထုတရက်လုံးကတောင်းတောင်းဖြားဖြားနဲ့ထောက်ခံအားပေးနေတဲ့အချိန်ကာလဖြစ်တယ်။အဲ့ဒီအခြေအနေတွေပေါ်မှာသူတို့ကလေးဟုံစီးပြီးတော့မှဖြတ်ခနဲ့ဘုံကြီးပြန်လာတဲ့အချိန်မှာ95ခုနှစ်မှာဗျုံစားကြီးဖက်စစ်ဂျပန်တော်လှန်ရေးကနေတမတော်နေ့ဆိုပြီးတော့ပြောင်းပြလိုက်တာဖြစ်တယ်။ဒါနဲ့အဲ့ဒီကာလတုန်းက နော်အတိုက်အခံတွေကအင်မတန်အကောင်းနေတဲ့အချိန်ဖြစ်တယ်။နော်ဗမာပြည်နိုင်ငံကြီးမှာဖတ်စာပါလာလည်း तू ကတဖြည်းဖြည်းနဲ့ချွတ်ချုံကြလာပြီးခြားစားလောက်ကိုက်တွေဖြစ်တဲ့အတွက်ဥနုကိုယ်တိုင်ကစာသွုံးလုံးအဖွဲ့ကြီးဖွဲ့ပြီးတော့ကိုစစ်ဆေးရတဲ့အနေအထားတွေဖြစ်နေတယ်။အဲ့ဒီတော့မှအတိုက်အခံတွေကဝိုင်းပြီးတော့သမလိုက်တဲ့အတွက်နောက်နှစ်မှာဟာတော့မူလအတိုက်ပဲဂျပန်တော့ဖြုတ်လိုက်ပြီးတော့မှဖက်စစ်တော်လှန်ရေးနေဆိုပြီးတော့လောက်လာခဲ့တာဟာကျွန်တော်တို့ဘယ်အထိလောက်လဲဆိုရင် เนาะကျွန်တော်တို့82သုံးပတ်ဝန်းကျင်ကာလအထိပေါ့ဗျာသူတို့ရဲ့84ဖွဲ့စည်းပုံကိုစန္ဒခံယူပွဲမကျင်းပခင်အထိပေါ့နောက်83ဒီဇင်ဘာစန္ဒခံယူပွဲလုပ်84လဲကြကောသူတို့ရဲ့မဆာလာရဲ့ကောင်းစီအစဉ်စဉ်စတင်ပြီးတော့အသက်ဝင်သွားတဲ့နောက်ပိုင်းမှာတမတော်နေ့ဆိုပြီးတော့လုပ်ထလိုက်တာဖြစ်တယ်เนาะဒါအားလုံးနဲ့သိကြတိုင်းပဲအခုမြင်းဒီကုန်းကရှိတဲ့အခုသူတို့ခေါ်နေတဲ့တမတော်ပန်းညာဆိုတာတစ်ချိန်လုံးကတော်လန်ရေးပန်းညာမှာဟာเนาะ ဲ့တော့သူတို့ကဒီသမိုင်းတွေကိုအကုန်လုံးဖြောက်ဖြက်ဖြက်စည်းရဖြစ်တယ်ပြီးတော့မှသူတို့ကဒီတမရော်နဲ့ပတ်သက်ပြီးတမရော်သာအမိတမရော်သာအဖဆိုပြီးတော့မှလေတံကောင်းတွေလွှင့်နောက်ပြည်သူသာအမိပြည်သူသာအဖမဟုတ်ဘဲနဲ့ဒီတော့ဒီကနေ့တမရော်ထဲမှာရှိနေတဲ့ဘုံကျင်စိုးအပါဝင်သူတို့ရဲ့ဘုံမှုဘုံချုပ်တွေကိုတခုပြောချင်တာကဒီကနေ့တမရော်နဲ့ပတ်သက်ရင်ဗမာပြည်မှာ အင်္ဂလိပ်နေဆဲသမားကိုလက်နက်ကင်ပြီးတော့တိုက်ရမယ်ဆိုတဲ့နိုင်ငံရေးသိမြင်မှုဟာကိုအောင်ဆန်းဘဂဒတ်ဥက္ကဋ္ဌ1938 AP မှာကျင်းပသွားတဲ့ပသိမ်မှာကျင်းပသွားတဲ့ဥက္ကဋ္ဌပူပူနွေ့နွေ့ညီလာခံလက်ပြီးရောအခုမော်တင်ဆွန်ဇီးချိုင်ရွာကိုသွားပြီးတဲ့အခါမှာတခင်ဟောင်းတွေတခင်ဗာဟိန်းတို့အကုန်ပါတဲ့အချိန်မှာကိုဗာဟိန်းကဒူဥက္ကဋ္ဌဘဂဒတ်မှာနော်တခင်တန်းထွန်းကလက်သမားအကြောင်းရှင်းတယ်ကိုဗာဟိန်းကအလုသမားအကြောင်းရှင်းတယ်ကိုအောင်ဆန်းကနိုင်ငံရေးအကြောင်းတွေရှင်းရင်းတယ် သဘုံသဘုံထထဆိုတဲ့ကြွေးကြော်တာစအော်ခဲ့တာဖြစ်တယ်အန်ဒူနီးနဲ့မရဘူးသူတိုက်ပြီးပြီ36ဒုတိယသပိတ်တိုက်ပြီးပြီနောက်38300ပြည့်တိုက်ပြီးပြီဒါပေမဲ့အဲ့ဒီလိုနေချေသမားကိုတိုက်ဖို့ဆိုရင်အမျိုးသားတက်မလို့တရားတီရှိဖို့လိုအပ်တယ်ဆိုတဲ့သိမြင်မှုကိုဘယ်အချိန်မှာချက်မှတ်ခဲ့လဲဆိုရင်1940ဇူလိုင်တတိယဘတ်အခုဖြတ်စည်းခံရတဲ့တက္ကသအောက်ဦးကြီးထဲမှာညာကြီးတကောင်ကျောင်းသားသမဂ္ဂကကိုပါဟိန်းကိုပါဆွေး ။နောက်ဘိုးစရဖြစ်လာမဲ့ကိုလှမောင်းကိုထွန်းအောင်နောက်အဲ့မှာသခင်စိုးသခင်ခင်အောင်သခင်ကျော်စိန်သခင်အောင်ဆန်းမစ္စတာဂိုရှယ်ရူကနေညာကြီးတစ်ချက်တီးလောက်မှာတို့လက်နက်ကင်တက်ထူတော့မယ်။အဲ့ဒီခါမှာပြပအကူအညီတွေရဖို့အတွက်ပထမဦးဆုံးဆုံးဖြတ်လိုက်တာဟာသခင်အောင်ဆန်းတဲ့သခင်ကျော်စိန်ဖြစ်ပါတယ်။နောက်မှဘုညာအောင်ခေါ်တဲ့သခင်အနှံ့မြိုင်ကဝရံပြေးနေရတဲ့အတွက်တကယ်တမ်းထွက်သွားတဲ့အခါမှာ တခင်ကျော်စင်ကြံခဲ့သွားတာဖြစ်တယ်ပထမဦးဆုံးသွားတာကတရုတ်ပြည်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာဖက်စစ်တော်လှန်ရေးမှာတရုတ်ပြည်သူလူထုရဲ့ကံကြမ္မာတရုတ်တော်လှန်ရေးနဲ့ဗမာပြည်သူလူထုရဲ့ကံကြမ္မာဗမာတော်လှန်ရေးကတထက်ထဲကျတဲ့အတွက်တရုတ်ပြည်ကိုသွားခဲ့တာဖြစ်တယ်နောက်မှဂျပန်တရှူတွေရဲ့ပြည့်ဝဲထောင်လှမ်းမှုအရာဂျပန်ကတည်သွားပြီးတော့မှဂျပန်ကိုရောက်သွားတာပါဒီတော့ကျွန်တော်ပြောချင်တာကတမရောသာအမိတမရောသာအဖလို့ပြောတဲ့စစ်ဘုတ်ရုပ်တွေအားလုံးကိုတကုံးမဲ့ပြောချင်တာက ဒီကနေ့တပ်မတော်ရဲ့အစကကျောင်းသားတပ်မကတွေကလို့ပြောရင်တွဲထွက်အောင်မှန်တယ်လို့ကျွန်တော်ပြောရှင်းနော်ဒီတော့ကျွန်တော်တို့ဘယ်တော့မှဒီကနေ့မတ်လ29ရက်နေ့ကိုတပ်မတော်နေ့အဖြစ်ကျွန်တော်တို့အတိမတ်မပြုဘူးဖက်စစ်တော်လိုင်းနေ့လို့ပဲအတိမတ်ပြုတယ်ဒါဟာကျွန်တော်ဒီကနေ့တပ်မတော်နေ့နဲ့ပတ်သက်တဲ့ပြောခြင်းနဲ့နောက်မျိုးဆက်လူငယ်တွေနဲ့နိုင်ငံရေးပါတီအသီးသီးကခေါင်းဆောင်များကိုကျွန်တော်ပြောခြင်းနဲ့သတင်းစကားပဲဖြစ်ပါတယ်